အားလုံးပဲမင်္ဂလာပါရှင်စာဖတ်ခံကလေးရာနေကြိုဆိုလိုက်ပါတယ်ကျမစာဖတ်သူနှင်းဝေပါရှင်ဒီနေ့ဖတ်ပြမှလေးရာတော့ဒေါက်တာဖြူတီဟာရဲ့မမင်းမလျောဆိုတဲ့စာအုပ်ကလေးတွေကနေ့စဉ်ဆောင်ရွက်စရာအချက်ဆက်ကျဲဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခြင်းပါတယ်ဘုရားဘာသာမှာပုံညာကရိယာ၁၀ပါးဆိုတာရှိပါတယ်။နေစဉ်ပြုလုပ်အပ်သောအလုံး၁၀ခုလို့အတိပဲရတယ်။ အဲ့ဒါတွေကိုဗုဒ္ဓဘာသာဝင်တွေဒါမကဘယ်သူမဆိုဖတ်လို့ရအောင်ရေးချင်ပါတယ်။နံပါတ်၁ဒါနလူတိုင်းချင်းဖြစ်ပါတယ်။ဒါကတော့ဘယ်သူမဆိုလှုပ်တင်လှုပ်ထိုက်တဲ့ကိစ္စမှန်းသိကြတယ်။သို့တော့နောင်ဘဝအကျိုးပြန်ရဖို့ဆိုတဲ့အတ္တအခြေပြု လူတိုင်းချင်းထက်မေတ္တာကရုဏာကို အခြေခံပြီးလူတာပိုကောင်းတယ်ဆိုတာလေးဆိုတာလေးတော့သိစေချင်ပါတယ်။ ျွန်တော်တို့ပတ်ဝန်းကျင်မှာဆင်းရဲဒုက္ခရောက်တဲ့လူတွေအများသားမို့လားသူတို့တွေကိုလှူပါ ပေးကမ်းပါအဆင်ပြေသွားပါစေဆိုတဲ့မေတ္တာစိတ်ကလေးကိုမွေးမြူပါနေ့တိုင်းငွေလှူနေဖို့ဆိုတာတော့မလွယ်ပါဘူးသို့တော့တခြားနီးတွေနဲ့လှူလို့ရပါသေးတယ်ဘက်စကားပေါ်အသက်ကြီးတဲ့လူတယောက်ကိုထိုင်ကုန်ဖယ်ပေးလိုက်တာဒီနေရာလူတန်းချင်းဖြစ်ပါတယ်။ လမ်းမတိလို့လာမေးတဲ့သူကိုစိတ်ရှိလက်ရှိဖြေပေးလိုက်တာလေလူတန်းချင်းမှာပဲ ठी မပါတဲ့သူနဲ့ကို ठी ကိုအတူမျှဆောင်ပေးတာဒီလေအရေးအမူကိုလူတန်းတာဖြစ်ပါတယ်နံပါတ်2တီလာတီလာဆိုတာကိုเจ้าသူတပားကိုမထိခိုက်အောင်စောင့်ထိန်ခြင်းပါကိုချင်းစာတရားကိုအခြေခံပြီးကျင့်ကြံနေထိုင်ဖို့လိုပါတယ် ငါးပါးသီလအပြင်စေးလိမ့်မတောက်တတ်သူရဲ့အနာမှာစေးလိမ့်မတောက်တာဟာလဲသီလပါပဲလူပေါင်းများစွာဆင်းရဲဒုက္ခရောက်နေချိန်မှာပျော်နေတဲ့ပုံတွေမတင်တာဟာလဲသီလပါပဲယုံမှာကိုလုတ်ပေးရမယ့်အလုပ်တွေကို အချိန်မီပြီးစီးအောင် လုပ်ပေးခြင်းဖြင့်လုတ်ဖို့ကံဖက်တွေကို စိတ်အနှောက်အယှက်မဖြစ်စေတာဝမ်းမပူစေတာဟာလဲသီလပါပဲ။ လူဆိုတာမကောင်းတာမလုံမိဖို့လိုသလိုကောင်းတာတွေလည်းလုံရပါမယ်မဟုတ်တာလုံမိရင်အပြစ်ဖြစ်သလိုဟုတ်တာတွေလုံဖို့ပြက်ကွက်ရင်လည်းအပြစ်ဖြစ်ပါတယ်နံပါတ်3ဘာဝနာတနည်း15မိနစ်လောက်တော့အချိန်ပေးပြီး meditation လုပ်ပါရွေးစရာနီးလန်းတွေအများကြီးရှိပါတယ်ဒီလောက်စိတ်ပင်ပန်းစရာတွေများလာတဲ့ခေတ်ကြီးမှာ တရားထိုင်ခြင်းဟာမဖြစ်မနေ လုံတင်တဲ့အလုပ်တစ်ခုဖြစ်နေပါပြီ 21st century lifestyle 27ရာစုရဲ့လူနေမှုပုံစံတစ်ခုလို့ပဲဆိုပါတော့နံပါတ်၄အယူအသေးပေးခြင်းငငယ်ကတော့ကိုယ့်ထက်အသက်ကြီး၊ဝါကြီး၊ဂုံကြီးတဲ့သူကိုမှအယူအသေးပေးရမယ်လို့နားလည်ခဲ့ပူတယ်တကယ်တော့ respect ဆိုတာလူတိုင်းနဲ့ဆိုင်တယ်လူတိုင်းနဲ့ထိုက်တန်ပါတယ် ဥပမာ ကိုကဒီယုံမှာအကြီးအကဲဖြစ်နေလဲတန့်ရှင်ရေးဝန်တန်းကိုလေးလေးဆဆဆက်ဆံဖို့လိုပါတယ်။ဝင်းဝင်းရှာတဲ့အိမ်ထောင်ဦးစီးကလည်းအိမ်မှုကိစ္စလုပ်နေတဲ့သူ့အမျိုးသမီးပေါ်လေးစားဖို့လိုတယ်။ဘယ်အရာမှမတည်မြဲတဲ့လောကကြီးမှာကိုယ့်ရဲ့ယာတုဂုံပညာစီးစိမ်ချမ်းသာစတာတွေပေါ်မန်တက်မနေပဲလူတိုင်းကိုလေးစားမှုထားတာ ကောင်းဆုံးပါပဲနံပါတ်5ဝီယာဝတ်စ Art of Save လို့နားလည်နိုင်ပါတယ်သူတစ်ပါးအဲ့တွက်တစ်ခုခုလှုပ်ပေးတာပေါ့ဘာသာရေးအရဆိုဖရာเจ้าဆောင်တန်ရှင်တာဘုံကြီးเจ้าမှာတမျက်စီလဲတာမျိုးကိုမျိုးကနေစလို့ကိုမိပါအတွက်စေးဝယ်ပေးတာစားစရာဝယ်ပေးတာအိမ်အလုပ်ကိုဝိုင်းကူတာလည်း လမ်းမှာတွေ့တဲ့သစိမ်းတစ်ယောက်ကိုကူညီပေးတာအဆုံးဂျုံဝင်ပါတယ်နံပါတ်6ခုနှစ်မျှဝေခြင်းတာရုခေါ်ခြင်းဆက်ဆက်နေလို့တွေ့ပြောလိုက်တာပါဘာသာရေးအလုပ်တွေဖြစ်ပါတယ်အားလုံးနဲ့စီလျော်အောင်ပြောရရင် အမျှဝေတယ်ဆိုတာကိုလှုပ်လိုက်တဲ့ကောင်းမှုတစ်ခုခုကို အမျှဝေတာပါအဲ့ဒီတော့ဒီနေ့မှာ ကိုရောဖြင့်ဘာလေးလှုပ်ဖြစ်ခဲ့တယ်ဆိုတာမျိုးဘယ်နေရာမှာလှုပ်ခဲ့တယ်ဆိုတာမျိုးမျှဝေမဲ့မျှဝေမဲ့ဆိုဒါကိုဖက်မိတဲ့တငယ်ချင်းတွေကလိုက်လှုပ်ခြင်းစိတ်တွေပေါ်လာမယ်သူတို့လည်းအဲ့ဒီနေရာမှာလိုက်လူမယ်ဆိုတာမျိုး ဖြစ်လာမယ်ကိုလှုပ်ခဲ့တာတွေကိုကြွားဝကြွားတာမဟုတ်ပဲအများလဲလိုက်လှုပ်စေခြင်းစိတ်ဖြစ်အောင်မျှဝေတာမျိုးကိုဆိုလိုပါတယ် ာရုခေါ်တယ်ဆိုတာကတော့ကောင်းလေစွာလို့ချီးကျူးတာပါလူတယောက်ကကောင်းတာလုပ်တဲ့ကိုကိုကူညီပေးလိုက်တယ်ဆိုစိတ်ထဲကနေနှစ်နှစ်ကကနဲ့ချီးကျူးပေးပါထုတ်ဖို့ဂုဏ်ပြုပေးပါနံပါတ်၈နံပါတ်၉တရားနာခြင်းတရားဟောခြင်းဒါကလည်းနောက်တွဲပါဘာသာရေးနဲ့ပတ်သက်လို့တရားနာမယ်ဖျားကြောင်းတော်မယ် ကျန်းစာဖတ်မယ်ဒါမှမဟုတ် ကိုယ်စိတ်ကို ကြည်လင်စေမယ့်အရာလေးတွေဖတ်ရှုမယ်လေ့လာမယ်သင်ယူမယ်တစ်ဖက်ကလည်းပါရာရေးမှာကိုနာယူထားတာတွေကို အချင်းချင်းတဆင်းပြန်ပြောမယ်မျှဝေမယ်ဗာရာရေးနဲ့မဆက်ဆက်ဘူးဆိုရင်လည်းလူအများကို စိတ်ပိုင်းဆိုင်ရာအေးချမ်းမှုကို အထောက်အကူဖြစ်စေမယ့် post လေးတွေရေးတာ share ပေးတာတွေလုပ်လို့ရပါတယ် နံပါတ်30အယူမှန်ခြင်းအယူဆိုတဲ့ဒိဋ္ဌိကတော့ဘာသာရေးတစ်ခုနဲ့တစ်ခုတူနိုင်မယ်မထင်ပါဘူးသို့တော့ဘုံတူညီချက်အနေနဲ့တော့ကံကံဤအကျိုးကိုလည်းမယုံသာဝရဖရာကိုလည်းမယုံလက်ရှိဘဝမှာဂုံတိတ်ခါရှိရှိနေဖို့စိတ်ကူးမရှိပဲဘသူတေတေနတိမာယင်ပြီးရောဆိုတဲ့စိတ်နဲ့ ကိုကောင်းစားရေးကိုမိသားစုကြီးပွားရေးအတွက်ဘယ်လိုအလုပ်မျိုးကိုမဆိုးအဆက်အကြောင်းမရှိလုပ်ရဲတယ်ဆိုတာမျိုးကတော့ဘယ်သူအတွက်မဆိုးလွဲမှားတဲ့အယူဖြစ်နေမယ်ထင်ပါတယ်ဓမ္မနဲ့အာတမပိုင်းခြားသိမယ်မှန်တဲ့ဘက်ကရက်တည်မယ်ကိုချင်းစာတရားထားမယ်ရှက်တဲ့နာကိုရှက်ပြီးကြောက်တဲ့နာကိုကြောက်မယ်မဟုတ်တာလုံးမိပြီးရင်နောင်တရတတ်မယ် ဝန်ခံရဲမယ်ထက်မဖြစ်အောင်ဆင်ခြင်မယ်လှုပ်တင်လှုပ်ထိုက်တာတွေကိုလည်းလုပ်မယ်ဒါဆိုကိုဟာဘယ်ဘာသာကိုကိုးကွယ်သည်ဖြစ်စေဘယ်ဘာသာကိုမှမကိုးကွယ်သည်ဖြစ်စေတန်ဖိုးရှိတဲ့လူတယောက်ဖြစ်နေမှာအသေးချာပါပဲဒါကြောင့်တနေ့တနေ့အကျိုးရှိရှိကုံဆုံးခဲ့သလားမကုံဆုံးခဲ့ဘူးလားဆိုတာကိုဒီဆယ်ချက်နဲ့တိုင်းတာကြည့်ပါ အကုန်လုံးမဟုတ်တောင်ဒီထဲကအချက်တော်တော်များများနေ့စဉ်နေ့တိုင်းလှုပ်ဖြစ်နေအောင်ကြိုးစားဖို့လိုပါတယ်10ရက်9လ2022မမိအောင်လို့ခေါင်းစဉ်လေးတွေကိုပြန်ပြီးရောပြောပြပေးခြင်းပါတယ်နံပါတ်1ဒါနာနံပါတ်2သီလနံပါတ်3ဘာဝနာနံပါတ်4အယူအသိပေးခြင်းနံပါတ်5 ဝေယဝစ္စာနံပါတ်6နဲ့9ကတော့အမျှဝေခြင်းတာဒုခောခြင်းနံပါတ်8နဲ့9ကတော့တရားနာခြင်းတရားဟောခြင်းနံပါတ်10ကတော့အယူမှန်ခြင်းဒေါက်တာဖြိုးတီဟာရဲ့မမီမလျောဆိုတဲ့စာအုပ်ကလေးတွေကနှီးစင်ဆောင်ရွက်စရာစေကျဲဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ရှင် ာဖတ်ခံကလေးကိုအချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။